ခေါင်းစည်းလေးနဲ့စထားလိုက်တာစာအုပ်ဖုံးလေးဒီတိုင်းပဲပေးထားတာဒါအလုံးအတွက်မင်္ဂလာရှိအောင်ရည်ရွယ်တာလွန်ခဲ့တဲ့နှစ်နှစ်လောက်ကလေးကစပြီးတော့ဒီအင်တာနက်ကကောင်းလို့ရတာလေးတွေကိုရှာကြည့်တာကျော်တော်တော်လေးသဘောကျတဲ့ဟာလေးတွေတွေ့နောက်ကိုယ်ကိုယ်လည်းပဲနှစ်သက်တယ်ဒါလေးကိုကြံတဲ့လူတွေလည်းဒီအထူးရေးတွေရအောင်ကျွန်တော်တို့ညဝေချင်အဲ့ဒီအတွက် ျွန်တော်ရေးကြည့်တာเนาะရေးကြည့်ပြီးရင်းနဲ့ရေးရင်းရင်းရင်းနဲ့ဟိုဘာသာပြန်တဲ့အလုပ်ဆိုတာလည်းပဲခက်ပါတယ်အဲဒါကြောင့်တချို့အရာတွေကတော့ကျွန်တော်ရဲ့အတူကြီးနဲ့ပေါင်းပြီးတော့စာစာတပုတ်ပြအောင်လုပ်လိုက်တာเนาะအဲ့ဒီအတွက်ဒီအတွေးစာဆိုရေးတယ်လို့ကျွန်တော်နာမည်ပေးလိုက်တာဟိုသူ့ဘူရင်ဘာသာပြန်တက်တက်မဟုတ်ဘူးဘာသာပြန်ရေးထားတဲ့ဘူရင်စာရေးဆရာရဲ့ဒီသူပြောကျင်တဲ့အချက်ကိုကျွန်တော်နားလည်ပြီးဆိုတော့လည်း ကျွန်တော်အတွင်းနဲ့ပေါင်းပြီးတော့စာတော်ဖြစ်ကျွန်တော်ရေးလိုက်တာကျွန်တော်ငယ်ငယ်ကလေးကစာရေးကျင်တဲ့ဟိုစိတ်ဆန္ဒကရှိပါတယ်ဒါပေမဲ့နိုင်ငံဝန်ထမ်းဘဝမှာစိတ်ကျင်တာရေးလို့ရနိုင်တယ်အငြိစားယူပြီးတဲ့နောက်ကျတော့လဲတခြားသဘောတာဝန်တွေကဒီလိုဝန်ထမ်းတာဝန်တွေအတားတွေဆက်နေတော့မရေးနိုင်ပါဘူးဒီနောက်ပိုင်းတော့ကျွန်တော်အလတ်ချင်းလေးတွေရလာတဲ့အခါအတားတွေကိုကျွန်တော်လေ့လာပြီး ကျွန်တော်ငွေစင်းတော့ကျွန်တော်ရဲ့ဆန္ဒတစ်ခုအကောင့်ထဲပေါ်တဲ့အနေနဲ့ကိုဘွားရဲ့မှတ်တမ်းတစ်ခုဆိုတာလည်းဖြစ်အောင်အားလုံးတည်းလည်းဖတ်စာဖတ်တဲ့လူတွေလည်းအကျိုးတစုံတရာရမယ်ဆိုတဲ့လူကြီးချက်နဲ့ကျွန်တော်ဒီစာအုပ်လေးကိုကျွန်တော်ဆိုတော့ဒီဟိုမိတ်ဆက်တယ်လို့ပဲကျွန်တော်အလေတန်းချက်တန်းကြောင်းသားဘွားငွေဘွားဖြတ်တန်းလာကျွန်တော်စာရီဖတ်တာစာဖတ်တဲ့အတွေ့အကြုံတွေရတော့စာအုပ်ကောင်းတွေကျွန်တော်ဖတ်ချင်တယ် ဲဒီလိုနဲ့ဖတ်ရင်းနဲ့ကျွန်တော်ပေါ်အတွက်လမ်းစာလေးတွေရပါတယ်ဆိုကျွန်တော်တော့ကျွန်တော်အင်တာဗျူးဝင်ဖြစ်လိုက်ရင်ကျွန်တော်အောင်ဟိုကျွန်တော်အထူးကြုံတဲ့လူကျမ်းမှာမပါတော့လည်းပဲညံ့နေစင်းနေတော့ကျွန်တော်မရောက်ဘူးဆောင်းမွေးကျွန်တော်မကြောက်ဒါကကျွန်တော်စပတ်တဲ့အကျိုးကျေးဇူးမိဘတွေကတော့အထူးသဖြင့်အမေကတော့ဟိုကျွန်တော်တို့ငယ်စဉ်ကဘာသာတရားနဲ့ဆိုင်တဲ့အဲဒီဝတ္ထုတော်လေးတွေဟိုနိပတ်တော်တွေကလာတဲ့ မတားစရာဒါတွေကကျွန်တော်တို့ငငယ်တဲ့အတူပြောပြတယ်ဒါလေးတွေကတော့ကျွန်တော်တို့ငယ်စဉ်မှာရခဲ့တာအဲဥပမာအပြင်ဟိုယုံနဲ့လက်အပြေးပြိုင်ငယ်ဆိုတာမျိုးကျွန်တော်ထဲမှာလည်းရေးထားပါဒီယုံနဲ့လက်အပြေးပြိုင်တော့မြန်နာတော့ယုံကမြန်နာဒါမလို့နိုင်တော့လက်ကနိုင်တယ်အဲဒါပါကြောင့်အဲဒါကိုကျွန်တော်ဒီနေ့ခစ်တဲ့အမြင်နဲ့စာရေးဆရာတင်ပြထားတာမျိုးခစ်တဲ့ပုံမြင်ဆိုပြီးတော့ကျွန်တော်ရေးထားတယ်ဒီခါကျတော့ ဟိုဂျုံကလည်းနိုင်မိလေးလည်းနိုင်နှစ်ယောက်စလုံးလည်းနိုင်အဲ့ဒီအတွေ့အမျိုးတွေလည်းပါဒီစာဥစာပေတွေကပြီးတဲ့ခွန်အားတွေဟာဟိုအများကြီးပဲအကောင်းမြင်စိတ်ကိုလည်းဒီစာဥတွေရတယ်ရှင်းချင်းမှုတွေလည်းရနိုင်တယ်ဟိုဤပညာတွေလည်းရတယ်သူရဲ့အတုပတ်တိစာပေတွေဖတ်ပြီးတော့လည်းဒီပုံကူတွေကိုလေးစားတဲ့အားကြတဲ့အတုပူကြတယ်ဒါတွေကလည်းရတယ်ဆိုတော့စာဥစာပေရဲ့တန်ဖိုးကအင်တန် ကျေပြန့်တယ်ကြီးမားတယ်အဲဒါကိုဒီတန်မိုးကိုနားလည်အောင်ရှားဖွေနိုင်တဲ့လူတွေကအဲ့ဒီအချိုးကျေးဇူးတွေကိုခံစားရတယ်ဒါကြောင့်ဟိုကျွန်တော်အစားအစာပွေကတန်မိုးဘယ်လိုမှမဖြစ်ဘူးသူ့အတိုင်းကတန်မိုးရှိတယ်ဒီတန်မိုးကိုဖော်ထုတ်နိုင်တဲ့လူရဲ့အကြီးချင်းကပါပဲဒီစာပေစေစာပေစာအုပ်စုစာအုပ်တံမိုးဖြတ်နေတာဒါဒီလိုပဲကျွန်တော်တွေးမိတယ် စားရတာလည်းတကယ်တော့မလွယ်ပါဘူး။ဘာလို့စားတူရေးဖို့တပုတ်ရေးဖို့ဆိုလဲဖတ်ရဟိုအချိန်ချင်းရေးရတယ်။ရေးပြီးတော့မှအခုစိတ်တိုင်းကြောက်အောင်ဟိုပေးရတဲ့အချိန်တွေရှိတယ်။နောက်မျက်စိကလည်းရှိတယ်။ဟလာအုံနောက်ကလည်းလူကလည်းတခြားသောအရာတွေရှိတော့ခြေနိုင်တော့မရေးနိုင်ပါဘူး။ဒါမလို့ကျွန်တော်တတ်နိုင်တာတော့ဆက်ပြီးတော့ကြိုးစားရေးနေအောင်။စာအုပ်ကတော့အမြတ်အဆုံးကိုရည်ရွယ်ပြီးထုတ်တဲ့စာအုပ်တော့မဟုတ်ပါဘူး။ အဓိကတော့ဖတ်စီခြင်းနဲ့စေတနာတော့ပါပါတယ်။အဲဒီရလာလို့အမြတ်ဆုံးရရရဲ့ကျွန်တော်ဒီစာအုပ်ကိုကျွန်တော်ရဲ့ဒီမိခင်ဌာနပေါ့အထွေထွေအထွေထွေဝန်ထမ်းဟောင်းများအသင်းပေါ့အဲဒီအသင်းကိုလည်းကျွန်တော်လူမယ်အဲကျွန်တော်ရဲ့အောင်ဆန်းရှိဒီတငယ်ချင်းတွေဒီ group တွေလူမှုရေးဖွယ်လေးလဲစုပဲဒါအမြတ်ဆုံးရရပါအမြတ်ဆုံးမရရဟိုအရင်မရဘူးဆိုရင်ကျွန်တော်က site လိုက်ပါ အရင်ရတယ်ဆိုတော့မြက်လာတာလေးကိုကျွန်တော်ဟိုခုနကပြောတဲ့ကျွန်တော်တင်းဖွဲလေးမျိုးကိုကျွန်တော်တွေ့တယ်အခုလည်းပဲကျွန်တော်ကတကယ်ရင်းနေတချို့ဟိုလက်ဆောင်လေးတွေပေးလိုက်ရတဲ့အတွက်ကြောင့်ကျွန်တော်ကမြက်နေမြက်နေတော့အော်ကျွန်တော်တို့ကဟိုအဲကြောင့်ကျွန်တော်စာရေးသူလိုပဲရေးတာဒီဆောင်လေးရေးတဲ့လူပဲကျွန်တော်စာရေးဆရာလည်းမဟုတ်ဘူးအဲသို့တော်လည်းပဲဒီဆောင်ပုတ်တုတ်ဖြစ်လာတဲ့အခါကျတော့ဟိုကိုယ့်ရဲ့ ခံစားမှုလေးတွေအတွေးလေးတွေကိုအများအတွေ့ချပြပြီးလို့ရတယ်အားလုံးဖတ်နိုင်အောင်ကျွန်တော်စီမံနိုင်ရယ်ဆိုတော့ဒါလည်းတော်တော်လေးဝမ်းသာပီးပြီးဖြစ်စရာဖြစ်ပါတယ်အဲခုလိုလာပြီးတဲ့တမီးတို့မေးမြန်းပြီးတော့ဖြေချပြရတဲ့အတွက်လည်းစိတ်ထဲမှာဝမ်းသာကျေးဇူးတင်ပါတယ်ခစ်ကတော့စာအုပ်ကိုဝယ်ဖတ်တဲ့လူကနေကောင်းနေမယ်ဒါလည်းရရှာတော့ကျွန်တော်မသိဘူးတိုးတော်လည်းပဲဟလား စောက်ကတော့တံပိုးရှိတာစောက်တွေဟာသူ့တံပိုးနဲ့တူတော့ဟိုကုန်ကြစိတ်ရှိတော်လည်းပဲအဲတကယ်တမ်းဖတ်လို့လာတွေ့ရတခုရတယ်ကိုဘွားအတွက်ဟိုအထောက်ပံ့တခုဖြစ်တယ်တော့မိမိရဲ့စိတ်ကိုမိမိဟလာတိုးတက်အောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ဒီတွေ့တဲ့စုံတရားရရင်ပဲစောက်ရဲ့တံပိုးဆိုတာတဲ့ကျော်လွန်ပြီးတော့ စာဖတ်သူတွေအကျိုးရှိတယ်လို့တော့ဒါကျွန်တော်ဘဝမှာကျွန်တော်ဖတ်ခဲ့တဲ့စာအုပ်တွေရပါတော့เนาะဒီလိုပဲဟိုတွေးပါ